ထိုင်းနိုင်ငံကကြားဖြတ်လို့ခေါ်တဲ့ငွေကြေးလိမ်လည်မှုတွေကိုတိုက်ဖြတ်ရမှာပိုင်ဆိုင်မှုတန်ဖိုးဒေါ်လာတန်300ကျော်ကို သိမ်းဆည်းခဲ့ပြီးလူ42ယောက်ကိုဖန်ဝရန်ထုတ်ထားတယ်လို့ထုတ်ပြန်ပါတယ်စုစုပေါင်းဘက်7ဘီလီယံကျော်အမေရိကန်ဒေါ်လာ338တန်တန်မိုးရှိတဲ့ပိုင်ဆိုင်မှုတွေကိုတင်လိုက်တယ်လို့ထိုင်းဘ ഹു စုံစမ်းစစ်ဆေးရေးဘယူရိုကော်မရှင်နာဆိုဖွန်ဆာရာဖက်ကမနေ့ကလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါရီ တိတ်ဆိတ်ခဲ့တဲ့ပိုင်ဆိုင်မှုတွေမှာအမေရိကန်ကပိတ်ဆို့အရေးယူထားတဲ့ Print အုပ်စုဦးဆောင်သူတရုတ်ကမ်ဘောဒီးယားစီးပွားရေးလုပ်ငန်းရှင်ချန်ဂျီကမ်ဘောဒီးယားလွတ်တော်ဥက္ကဋ္ဌနဲ့ဝန်ကြီးချုပ်ဟာဟွန်ဆန်နဲ့နှိဆက်တယ်လို့စွပ်စွဲခံရတဲ့ကောက်အန်နဲ့ယင်လက်တိုရဲ့ပိုင်ဆိုင်မှုတွေပါဝင်ပါတယ် လွန်ခဲ့တဲ့နှစ်လအတွင်းမှာတော့ Prince အုပ်စုပိုင်ဆိုင်မှုတွေကိုဟောင်ကောင်မှာဒေါ်လာ354တန်ဖိုးနဲ့စင်ကာပူမှာဒေါ်လာ136တန်ဖိုးကိုတက်ဆိုင်ရာအာဏာပိုင်တွေကသိမ်းဆီးခဲ့ပါတယ် Prince အုပ်စုနဲ့ချန်ကြီးဟာ online ငွေလိမ်မှုတွေမှာ ပတ်သက်တယ်ဆိုပြီး American နဲ့ဗြိတိန်နိုင်ငံတွေက crypto နှစ်ဘီလီယံနီးပါးကိုသိမ်းဆီးခဲ့ပါပြီ။ချန်ကြီးကိုလည်း American ကလိမ်လည်မှုတွေနဲ့ငွေကြေးခဝါချမှုတွေအတွက်တရားစွဲဆိုထားပါပြီ။